င်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ကိုအေအေထိုးစစ်ခြင်းညာပြည်သူများအမြန်ဆုံးတိမ်းရှောင်ရန်အေအေတတိပေးတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပြည်တော်တဝက်အရေးပေါ်အခြေအနေပုံမတင်းမှလာပြီးဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်အချိန်ချင်းမြန်မာစစ်တပ်ကိုစွန့်အားကြီးမားစွာတိုက်ခိုက်နိုင်ခဲ့တဲ့ရခိုင်တပ်တော်အရကန်အာမီအေအေဟာယခုခါမှာနေပြည်တော်နားသို့တိုက်ရိုက်ရောက်ရှိလာပြီးဆိုတဲ့အချက်တွေသတင်းဌာနတွေနဲ့ဒေသခံတွေထံမှသတင်းများထွက်ပေါ်နေကြပါတယ် အစောပိုင်းကတော့ရခိုင်ဒေသနဲ့အင်းတော်ချင်းပြည်နယ်တဝိုက်မှသာတိုက်ပွဲများဖြစ်ပေါ်ခဲ့တယ်လို့နောက်ပိုင်းမှတမဟာအမျိုးမျိုးကိုတဖြည်းဖြည်းချက်ထွင်သွားပြီးယခုချိန်မှာစီရေးစွမ်းအားတွေကိုအမျိုးမျိုးသောဧရိယာများသို့တိုးချဲ့လာနိုင်ခဲ့ကြောင်းလုံခြုံရေးကဏ္ဍတွေကခံမှန်းထားကြပါတယ်။ကျိုင်းဒေသကြီးအမျိုးမျိုးမှာတိုက်ပွဲတွေဖြစ်ပေါ်နေစဉ်အေအေတပ်သားတွေကိုနေပြီးတော့အနီးနားတဝိုက်မှတွေ့မြင်ခဲ့ကြောင်းဒေသခံများကပြောဆိုခဲ့ကြပါတယ်။အဆိုပါတရင်အရာအေအေတက်ဟာနေပြည်တော်နဲ့ပဝင်းကျင်လုံခြုံရေးအဆင့်တွေကိုစမ်းသပ်နေတယ်လို့တချို့လမ်းကြောင်းတွေမှာစစ်ရင်များရက်တန့်စစ်ဆေးမှုတွေကိုပါ တွင်မြင်ကြရကြောင်းဆိုထားပါတယ်ထို့အခြေအနေကြောင့်နေပြီးတော့တဝိုက်မှာအစိုးရတပ်ဘက်ကစီရင်များလက်နက်ကြီးများထပ်မံတင်သွင်းနေသည့်အခြေအနေများလည်းဖော်ပြထားပါတယ်နိုင်ငံရေးအကောင့်ထဲဖော်သူများထံမှလည်းဤသတင်းအပေါ်ထိရောက်မှုကိုအလေးထားစွာထောက်ပြနေကြပါတယ်နေပြီးတော့ဟာစစ်အုပ်ချုပ်ရေးအစိုးရရဲ့အထူးကဘဟုအခြေဆိုင်ရာဖြစ်တဲ့အတွက်တိုက်ရိုက်ထိခိုက်လာမည်ဆိုလျင်စစ်အာဏာရှင်အတွက်အလွန်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမယ်လို့ဆိုကြပါတယ် တရင်အရာအခုအချိန်အထိနေပြည်တော်အတွင်းတိုက်ပွဲထိုက်ရိုက်မဖြစ်သေးပေမယ့်လုံခြုံရေးတင်းမာမှုကြောင့်ပြည်သူအများအနေနဲ့ခံရမည့်အခြေအနေဖြစ်နိုင်ကြောင်းသတိပေးနေကြပါတယ်။တချို့ဒေသခံတွေကတော့လုံခြုံရေးအတွက်အိမ်တွေထဲမနေနိုင်သဖြင့်အနီးအနားရွာများသို့ထွက်ပြေးထားကြောင်းသတင်းများထပ်မံထွက်ပေါ်နေပါတယ်။နောက်ထပ်တီးကြတဲ့သတင်းချက်လက်တွေကိုသတင်းဌာနတွေကစောင့်ကြည့်နေစေဖြစ်ပြီးအခြေအနေဟာနေ့စဉ်အခြေအနေအလိုက်တဖြည်းဖြည်းတိုးတက်လာနိုင်တယ်ဟုခန့်မှန်းချပါတယ်။ ဆက်လက်ပြီးမုံရွာမန္တလေးလမ်းပိုင်းတွင်စစ်တပ်စစ်တောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား22ဦးသေဆုံးနိုင်တဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်စစ်တောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား22ဦးသေဆုံးနိုင်ကြောင်း People Different Forum စောင့်မုံရွာမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာ၄ရက်နေ့ညနေ4:30မိနစ်ခန့်အချိန်ချောင်းဦးမြို့နယ်နေရီကန်ကိမှထွက်လာသောအင်အား30ခန့်ပါခြေလင်းစစ်တောင်းကိုတော်လရေးတပ်ဖွဲ့များကနေရီကန်၏ရေပိုးစအကြရှိ နီလာကြောက်ခွဲဆက်အနီးနိုင်ပရိသာမိုင်းနှလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှစစ်သား22ဦးသေဆုံးနိုင်ပြီးတော်လန်ရဲရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်စစ်ခွေးတွေဘက်ကတော့ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေး22ယောက်ကတော့တည်ဆုံနိုင်ပါတယ်အခြေအနေတော်တော်ဆိုးတယ်လို့သိရတယ်ကျွန်တော်တို့ရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု PP Different Phone စောက်မုံရမှတာဝန်ရှိသူတအူကပြောဆိုပါတယ် အလားတူဒီဇင်ဘာ၂ရက်နေ့ကလည်းချောင်းဦးမြို့နယ်နှစ်ရီခန့်စစ်တပ်ဂိမ်းမှာဒိုင်နာ၆ဘိန်းကားတစ်စီးဖြင့်ထွက်လာသောစစ်သားများကိုလည်း People Different ဖုန်းစောင့်မုံရွာအဖွဲ့ကနှစ်ရီခန့်နှင့်ရေပိုစာအကြရှိနီလာ၆ခွဲဆက်အနီးတွင်ပရိသာမိုင်း၃လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်သားများထိခိုက်မှုရှိတော်လေအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်ဆလပီမြောက်ဝီမြို့နယ်လေးကိတ်ကော်တို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲပြီးလက်နက်ကြီးများဇက်တိုက်ပစ်ခတ်နေကမြေပြင်မှလေစစ်အင်အားအလုံးရင်ဖြင့်တက်လာတဲ့ဆွဲတဲ့ရင်ကိုတင်းဆက်ပြီးတော့မှာဖြစ်ပါတယ် ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်၄ကီကော်ဘတ်ကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလျင်လက်နက်ကြီးများဖြင့်ဇက်တိုက်ပုံကျဲပစ်ခတ်ပြီးမြေပြင်မှလည်းစစ်အင်အားအလုံးရေဖြင့်ထိုးစစ်ဆင်နေကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်ဒီဇင်ဘာ၄ရက်နေ့ည9နာရီကျော်ခန့်အချိန်မှစတင်ပြီးည8နာရီ30မိနစ်အချိန်အထိအကြမ်းဖက်စစ်တပ်က၄ကီကော်တို့ဝိုင်းတွဲလျင်ဖြင့်ဇက်တိုက်ပုံကျဲလျက်ရှိကြောင်း ရောက်ပြီမျိုးဆောင်တန်းခမရ285တိုင်ရင်ကလည်းတရ22မမလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်နေကြောင်းသိရပါတယ်။ထို့ပြင်မြေပြင်မှာလည်းအကြမ်းဖက်စစ်တပ်ကလူလိုင်းလုံးအလုံးရင်းဖြင့်၄ကီကော်မျိုးစီတို့ဥတီထိုးစစ်ဆင်ရွေရှားလာနေကြောင်းနှစ်ဖက်ထိတွေ့တိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်မှထိခိုက်သေးဆုံးမှုများပြားကြောင်းစစ်တပ်ကစစ်မှုထမ်းတပ်သားတင်များဖြင့်၄ကီကော်ရှိဆွဲတော်အမြောက်ကုန်းကိုရရှိရေးထိုးစစ်ဆင်ပြီးအခြေအနေရှိကြောင်းသိရပါဗျာ။ ၄ கே ကော်ကိုစစ်တပ်ကလူလိုင်းလုံးစစ်စင်ရေးနဲ့မြေပြင်စစ်ကြောင်းထိုးတိုက်စစ်ဆင်နေတာပါအခုနနက်စင်နိုင်ကျော်ကနေ၁၁ခွဲအထိဝိုင်းတွင်းနဲ့ဖုံးပတ်ကျဲတိုက်ခိုက်နေတဲ့မြေပြင်တိုက်ပွဲအတွင်းမှာလည်းစစ်တပ်ဘက်ကထိခိုက်သေးဆုံးတာတွေရှိနေတဲ့ကြားကစစ်သားသစ်တွေနဲ့ဆွေတော်အမြောက်ကုန်းကိုထိုးစစ်ဆင်နိုင်ဖို့စစ်ကြောင်းဖတ်လာနေတယ်ဟုဒေတာရင်းစစ်ရေးသတင်းရေးပြကပြောဆိုပါတယ်အကြမ်းဖက်စစ်တပ်ဝိုင်းတွဲလျင်ဖြင့်ဖုံးကျဲတိုက်ခိုက်တံများလက်နက်ကြီးများဖြင့်အဆက်မပြတ်ဖြစ်ခတ်တံများကိုထိုင်းနိုင်ငံမဲဆောက်မြို့နေနေဆက်အထိကျဲလောင်စွာချရကြောင်း မင်းဆောင်မျိုးတွင်နေထိုင်သူများကပြောဆိုကြပါရယ်အလာတူယမနီကလည်းမြောက်ပရီမျိုးအနီး၄ကီကော်နစ်မေထိုသလေးဘက်ကိုအချမ်းဖတ်စစ်တပ်ကလက်နက်ကြီးများနဲ့တောက်လျှောက်ပြစ်ခတ်ခဲ့ပြီးဘိုးရန်နိုင်ကုန်းလို့ခေါ်တဲ့အင်ဂျီကုန်းဖုန်ကြီးကြောင်နဲ့ကြောက်ကူဘက်ကိုစစ်ကြောင်းထိုးလာတော့ကြောင်းကြီးတွေတိုက်ပွဲများပြင်းထန်ခဲ့ပြီးလက်ရှိအချိန်ထိတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရပါရယ်ဆလပီရန်ကုန်ဆလင်းနှင့်ဝမ်တွင်းမြို့နယ်တွင်လူငယ်90နီးပါးစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ရှမ်းကုန်းတိုင်းမယံကုန်းမြို့နယ်နှစ်ရက်ကွက်တွင်နေထိုင်သောအသက်43နှစ်အရွယ်ကလေးဖခင်တအူးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။ဒီဇင်ဘာလ1ရက်နေ့ည10:30မိနစ်အချိန်မယံကုန်းမြို့နယ်နှစ်ရက်ကွက်တွင်နေထိုင်သောသားသမီးနှစ်ဦး၏ဖခင်ဖြစ်သူအသက်43နှစ်အရွယ်အမျိုးသားသည်ညစာစားရန်အပြင်သို့သွားဆင်ပျောက်ဆုံးသွားခဲ့ကြောင်းဒီသားစုကလည်းလူပြောက်ချိညာခဲ့ပြီးနောက်ဒီဇင်ဘာ၄ရက်နေ့တွင်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်း ၎င်း၏အသက်အရွယ်မှာစင်မှုထမ်းရမယ့်အသက်အရွယ်အပိုင်းခြားဖြစ်သောအသက်18နှစ်မှာအသက်35နှစ်အတွင်မဟုတ်တော့တော့လေစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရပါတယ်။အဖမ်းခံရတဲ့သူကစူဆောင်းရေးတပ်ကိုရောက်သွားတယ်။သူကကျမ်းမာရေးသိမ့်မကောင်းဘူး။သူ့တပ်ကအရာရှိကိုသူကအသက်40ကျော်နေပြီ။ဘာလို့စစ်မှုထမ်းခိုင်းတာလဲမေးတော့မင်းကိုဖမ်းပြီးရောင်းစားသွားတာဆိုပြီးပြောတယ်လို့သိရတယ်ဟုရင်းဖြစ်စဉ်ကိုသိရတော့ဒေသခံပြည်သူတအူကပြောဆိုပါတယ်။ အလာတူမကွေးတိုင်းဆလင်းမြို့တွင်လေလူငယ်29ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးတအူးလျင်ငွေကျပ်340ဖြင့်ပြန်ရွှေခိုင်ကငွေချေးပေးနိုင်ခြင်းမရှိသူများကိုစစ်တပ်နံចောင်းတို့ပို့ဆောင်လိုက်ကြောင်းပြည်သူညီနောင်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါရယ်ပေါ်တာဆွဲဖန်းစီခံရသောလူငယ်29ဦးထဲမှလူငယ်2ဦးကိုသာမိသားစုကငွေကျပ်340ဖြင့်ပြန်လည်ရွေးထုတ်နိုင်ခဲ့ပြီးကျပ်28ဦးမှာရမဲတင်းမြို့အခြေခံလေးချင်းရည်တင်တန်းကြောင့် ရလာတာအမှတ်တေရဲစစ်တင်နန်းကြောင့်သို့ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။လူငယ်29ဦးကိုစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးသွားတယ်။စစ်ခွေးပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်29ဦးတွေက2ဦးကိုတအူးလက်ရင်340ဖြစ်မိသားစုဝင်များကပြန်ရွေးခဲ့ရပြီး2ဦးကိုတော့ပြန်ရွေးလို့ရတယ်။ကျန်တဲ့လူငယ်28ဦးကိုတော့ရမဲသိမ်းမြို့အခြေခံလေးချင်ရီတင်တန်းကျောင်းရလတာအမတ်တီရဲစစ်တင်တန်းကျောင်းတို့ပို့ဆောင်ခဲ့တယ်လို့သိရတယ်ဟုပြည်သူ့ညီနောင်ဆက်လင်းသတင်းတာဝန်ခံကိုပြည်သူကပြောဆိုပါရတယ်။ အလာတူမန္တလေးတိုင်းဝမ်တွင်းမြို့နယ်ဂျေးရွာလေးရွာကိုဝင်ရောက်စီးနေပြီးလူငယ်15ဦးကိုအကြမ်းဖက်စစ်တပ်ကဖော်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice of Wonder မှတာဝန်ရှိသူတို့ကသတင်းထဏာကိုပြောကြားပါတယ်။ရှမနီဒီဇင်ဘာလ4ရက်နေ့မိုးလယ်7:00နာရီခန့်အချိန်မိထီလာမှလာတော့အကြမ်းဖက်စစ်တပ်စစ်ကား3စီးကဝမ်တွင်းမြို့နယ်ဂျေးရွာလေးရွာကိုဝင်ရောက်စီးနေပြီးလူငယ်15ဦးကိုအကြမ်းဖက်စစ်တပ်ကဖော်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသည့်လူငယ်များမှာတပ်ဖမ်းရွာဂျေးရွာမှာ9ဦး၊ရှာတော့ဂျေးရွာမှာ3ဦး၊ရေဖလားကန်ဂျေးရွာမှာ1ဦး တဲစုကြီးရွာမှာ၄ဦးလို့ဖြစ်ကြောင်းသိရပါတယ်။စစ်ခွေးဖမ်းဆီးသွားတဲ့လူငယ်အသက်20ဝန်းကျင်တွေလို့ပြောတယ်။တဖန်ရွာကြီးရွာ9ဦး၊ရှာတော်ကြီးရွာ3ဦး၊ရွှေဖလားကန့်ကြီးရွာ1ဦး၊တဲစုကြီးရွာ၄ဦးကိုစစ်ခွေးတွေကဝင်ဆွဲသွားတယ်။လူလက်ပိုင်းတွေပေါ်အသက်40ကျော်တွေလည်းပါတယ်။အမျိုးသားတွေကြီးပဲစစ်ခွေးတွေဖမ်းဆီးသွားတဲ့လူငယ်တွေကိုမိထီလာဘက်ကိုခေါ်သွားတယ်ဟု Voice of One ရဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ ောက်တိုဘာလ9ရက်နေ့ကလည်းဝန်တွင်းမြို့နယ်ရှိကျင်းရွာမှလူငယ်တအူဖိုကုံးရွာမှလူငယ်တအူနဲ့အိုင်တာရွာနန်းနန်းရွာတို့မှလူငယ်သုံးဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်ကယခုဒီဇင်ဘာလလယ်ပိုင်းတွင်စစ်မှုရန်တင်နန်းအဖက်စင်20ကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါသည်။ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။